်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကချင်ပြည်နယ်ဝိုင်းမော်နယ်ဗမော်မြို့မှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့နဲ့စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်နေပြီးကာကင်းစခန်းတချို့ကို KIA ပူးပေါင်းအဖွဲ့ကသိမ်းယူနိုင်ခဲ့တယ်လို့ KIA ကပြောပါရယ် အော်တိုဘားလာအစပိုင်းကစပြီးဝိုင်းမော်မြို့လမြန်ကျွရတဝိုင်းမှာနေတိုင်းလို့လို့တိုက်ပွဲပြင်းထန်နေပြီးအော်တိုဘားလာရှိရနေ့ဒီကနေ့မှာလဲကာကင်းစခန်းတစ်ခုကို KIA ပူပေါင်းအဖွဲ့ကသိမ်းယူထားတယ်လို့ဆိုပါတယ်တိုက်ပွဲပြင်းထန်နေတဲ့စစ်မျက်နှာပြင်ကရှေ့တန်းကာကင်းစခန်းတွေကိုအပြန်အလှန်သိမ်းပိုက်တဲ့အခြေအနေဖြစ်တယ်လို့ KIA သတင်းနဲ့ပြန်ကြားတဲ့တာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် ဗမာမြို့မှာလည်းစက်တင်ဘာလကုန်ပိုင်းကရှေ့တန်းကကင်းစခန်းတချို့ကို KIA ပူပေါင်းအဖွဲ့တင်းယူနိုင်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ကစစ်ကြောင်းပြန်ထိုးလာလို့တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါရယ်။2025ခုနှစ်ဧပြီလကစပြီးစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အင်အားကိုပြန်လည်စုဖွဲ့ပြီးမြေရှားထွက်တဲ့ပန်ဝါဒေသဝိုင်းမော်ကံပိုက်တီနယ်ဆက်ကုန်းသွယ်လမ်းပိုင်းနဲ့ကြောက်စိမ်းထွက်တဲ့ဖားကန့်ဒေသတွေကိုပြန်ထိန်းချုပ်ဖို့စစ်ကြောင်းတိုးနေကြတာပါ။ ဝိုင်းမော့ကံပိုက်တီတရုတ်နယ်ဆက်ကုန်သွယ်လမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့လမ်းထဲချီကြိုးပမ်းနေပေမဲ့ဝိုင်းမော့အထက်လမ်းမြန်ရွာကနေရှစ်ဆက်မတိုးနိုင်ဖြစ်နေပြီးပန်ဝါဘက်ကိုပြည်သူစစ်အင်အားနဲ့စစ်ကြောင်းထိုးရမှလည်းတိုးမပေါက်နိုင်ဖြစ်နေပါတယ်။ဒါပေမဲ့အင်အားများပြားသုံးခါဖားကန့်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကတော့မြို့ရဲထိဝင်ရောက်နိုင်ခဲ့ပြီး KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ရွာတွေကိုပါစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်ခင်ဗျာ။ စကိုင်းတိုင်းချောင်းမြို့နယ်ကသတင်းကျွတ်မီထုံးပွဲငင်းချမ်းစွာကျင်းပရာနေရာကိုစစ်ကောင်စီတပ်ကပါရာမော်တာစက်တက်လေတီနဲ့ဘုံကျဲချလို့ရဲသားပြည်သူတွေတေဆုံရတဲ့အပေါ်အပြည်ပြည်ဆိုင်ရာလူငင်းချမ်းသာကွင်အဖွဲ့ကရှုတ်ချကြောင်းအော်တိုဘားလ9ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။အဲ့ဒီအဖွဲ့ရဲ့မြမအေးသူတေတီဂျိုဖရီမန်ကမြန်မာနိုင်ငံအလဲပိုင်းမြေပြင်ကနေထွက်ပေါ်လာတဲ့စိတ်ထိခိုက်စရာသတင်းတွေက မြန်မာနိုင်ငံကအရသားတွေအတွက်အရေးပေါ်အကာအကွယ်လိုအပ်နေတဲ့စိုးရွားလာတဲ့နှုတ်ဆော်ချက်ဖြစ်ဆောင်ရွက်တဲ့လို့ပြောလိုက်ပါတယ်။ချောင်းမြို့နယ်အနားမြောက်ချမ်းညံပင်သာအုပ်စုဘုံတိုရွာကတရင်ကျွတ်မိထုံးပွဲကျင်းပရာနေရာကိုအော်တိုဘာလ6ရက်ည9နာရီကျော်နဲ့ည17နာရီကျော်မှာစစ်တပ်ကစက်တက်လေဒီခေါ်ပါရာမော်တာနစီနဲ့ပြန်တန်းလာပြီးဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်အရသာပြည်သူအယောက်20ထက်မနည်းသေဆုံးတာ ထိခိုက်ဒဏ်ရာရရှိသူအများပြားရှိခဲ့တယ်လို့ဒေတာကန်နေစီကနေသိရပါပါတယ်ခင်ဗျာအမျိုးသမီး၃ပုံ၃ပုံကအလုံးလက်မဲ့ဖြစ်နေပြီးအလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေကအမျိုးသားတွေရဲ့နှစကျော်ရှိရလို့ UNDP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဝေဝေတင်ဆက်ပေးထားပါပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာရှိတဲ့လူငယ်၄ပုံ၃ပုံဟာလှုပ်လှမဲ့ဖြစ်နေပြီးအမျိုးသမီးတွေဟာ အမျိုးသားတွေထက် လောက်ကင်ဈေးကွက်မှာဖယ်ချင်ခံထားရကအမျိုးသမီး၃ပုံ၃ပုံကအလုံးလက်မဲ့ဖြစ်နေတယ်လို့သိရပါဗျ။မျိုးသမီးတွေရဲ့အလုံးလက်မဲ့နှုန်းကအမျိုးသားတွေထက်နှစ်ဆကျော်ပိုများနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ်အစီရင်ခံစာနှင့်မြန်မာလူငယ်များ၏အလုံးကိုင်းနှင့်ပညာရေးအခြေအနေအရသိရပါဗျ။မြန်မာနိုင်ငံမှာလူငယ်အုပ်စုတွေပါဝင်သူဦးရေဟာလူဦးရေရဲ့33%ရာခိုင်နှုန်းရှိနေပြီးခမ်းမန်းခြေတန်း20%ရှိနေတာကြောင့် အသက်55နှစ်ကနေ35နှစ်အတွင်းလူငယ်9တန်းနီးပါးဟာအလုပ်လက်မဲ့ဖြစ်နေတာလည်းဖြစ်ပါတယ်။ဒီကာလတွေမှာအလုပ်ရှာနေတဲ့လူတွေကများတော့လေအလုပ်တွေကတော့ခေါ်ပါတယ်။ခေါ်တာမျိုးလျှောက်တဲ့လူတွေအရင်များနေတော့လူပြည့်ပြည့်ွားပြီးလူရတာများနေပေါ့နော်။အင်းပြီးတော့လောကလားစာတွေကလည်းနည်းတယ်ပေါ့နော်လားစာတွေမတိုးကြဘူး။ကုန်သင်းနှုန်းတွေကပဲမြင့်လာရင်ဆိုတော့အဲ့ဒီပြဿနာတွေလည်းရှိတယ်ပေါ့နော်။ကုန်သင်းနှုန်းတွေကမြင့်ပြီးတော့အလုပ်ရှိရာတောင်မှပဲအကျိုးတွေနဲ့ပတ်နေကြတာဆိုတော့ အလုံးမရှိရလို့ပြောပို့ဆိုတာပေါ့ဗျာတရားတစ်ခုကတော့ဒီကဒီကလာကြီးနဲ့ဒီကကုံသေးနှုံးနေနဲ့ဒီချီနေနဲ့အဲဒီစိတ်ုံချင်းနေတဲ့အမျိုးသမီးတွေဆိုပို့ဆိုမှာပေါ့သူတို့ကငကောကမှလုခလာတာနည်းနည်းနဲ့ဆိုတော့လေဟုတ်အသက်15နှစ်ကနေ35နှစ်အထိလူငယ်တွေကပညာရေးနဲ့အလုပ်ကံအတွက်မကြုံစဘူးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီးကိုပိုင်ဆွမ်းရည်တွေကိုအကောင့်ထဲမဖော်နိုင်မယ်ခြေလန်းတွေလည်းရတက်ခံရရတယ်လို့အစိုးရခန်းစာမှာဖော်ပြထားပါတယ်ဒီထဲမှာမှာ ူငယ်မျိုးသမီးတွေရဲ့အလောက်ကန်ရရှိမှုနှုန်းတွေဝင်ငွေရရှိမှုနှုန်းတွေဟာအမျိုးသားတွေနဲ့နှိုင်းရှင်ရရောကြနေတာကိုလည်းတွေ့ရှိရကြောင်းအစိုးရခန်းစာတွေရသိရပါတယ်။ပြည်များအားဖြင့်အမျိုးသမီးတွေရဲ့ဝင်ငွေဟာအမျိုးသားတွေထက်22%ညကိုင်းနှုန်းလောက်ညော့နေနေတာကိုသိရပါတယ်။ရန်ကုန်မြို့ကဝင်ငွေနေပါတဲ့အမျိုးသမီးတွေကတော့တလားစာဝင်ငွေနဲ့အတုံးစိတ်တွေမနှဲကမိအောင်အတုံးချနေရပြီးရွေးချယ်ချာမရှိတဲ့အကြောင်းကိုလည်းပြောပြပါရစေ။ အရင်နေ့ရှင်အခုကပိုခတ်ခဲ့တာပေါ့အရင်ကဆိုရင်ဒီကိုပြည်တွင်းမှာလည်းလောက်ကန်ပေါ်တော့ရွေးချယ်စရာများတယ်ခွင့်လန်းလည်းများတယ်လေကိုကကြတော့လေဒီပြပကိုသွားဖို့ကအကြောင်းမျိုးကြောင့်မထွက်နိုင်သေးတော့ရှိတဲ့အလုပ်ကိုပဲမဖြစ်မနေဆက်လုပ်နေရတာပေါ့ဒီမဖြစ်မနေအခြေအနေရတာရွေးချယ်စရာမရှိလို့သာလုပ်နေရတာရရလာတာကြတော့လေတော်တော်လေးကိုနေတယ်၃တိန်ခွဲ၄တိန်ပဲဆိုတော့ဒီကုံသွင်းနှုတ်နဲ့ကြတာဘလို့မှဆင်မပြေဘူးပြီးတော့အင်းကလည်းအပိုင်မဟုတ်တော့အင်းစိတ်စားစိတ်ရှိသေးတယ်ဒီအင်းစိတ်စားစိတ်နဲ့ဆိုရင်ဒီရရလာတာကဘလို့မှလောင်းကမှုမရှိဘူး အစားအရာဈေးတွေအရတက်နေရလေတပတ်စာဈေးဝိန်းတော့တသိန်းတသိန်းကျော်ကုန်နေချင်းနေဆိုတော့ဒီလားသာ၄သိန်းဝင်းချင်းဆိုတာအခက်ခဲရတော့ပြောမပြတတ်အောင်ပါပဲဒါမဲ့လည်းရွေးချယ်ကြမရှိတာမို့ဒီမဖြစ်စလောက်လာတာနဲ့ပဲဆက်လုပ်နေရတာပေါ့အစီအခံစာရဲမှာတော့အလုံးလက်မဲ့လူငယ်မျိုးသမီး၃ပုံ၂ပုံဒီပါဟာမိသားစုစောင့်ရှောက်ရေးအိမ်နင်းတာဝန်တွေကိုယူထားရပြီးပညာရေးဆက်လက်တင် जा နိုင်မှုနှုန်းကလည်း25ရာခိုင်နှုန်းသာရှိတယ်လို့ဆိုထားပါတယ်အထက်တန်းပညာပြီးဆုံးထားသူမျိုးသမီး၄၀ရာခိုင်နှုန်းဟာ အလုံးမရှိဖြစ်နေသလိုအတန်းပညာနယ်ပါသူအမျိုးသမီး28ရာခိုင်နှုန်းမှာလည်းအလုံးရှိမနေကြောင်းသိရပါဗျ။ UNDP ကတော့ဒီအခြေအနေကိုအလုတ်ကင်စည်းကွက်သည်ပညာတတ်လူငယ်များအထူးသဖြင့်အမျိုးသမီးများကိုအတိတ်ပဲရှိသောတည်ငြိမ်သောအလုပ်များမဖန်တီးပေးနိုင်သည်ကိုမိမောင်းထိုးပြနေသည်လို့မှတ်ချက်ပြုထားပါဗျ။ NET လို့ခေါ်တဲ့ Northern Employment Education or Training အလုတ်လုတ်ကင်ခြင်းပညာသင်ကြားခြင်းနဲ့ တင်နန်းတစ်ခုခုတက်ရောက်နေခြင်းတွေမှာရှိမနေခြင်းဆိုတဲ့အခြေအနေကမြန်မာနိုင်ငံအတွင်းကလူငယ်18ရာခိုင်နှုန်းမှာဖြစ်ပေါ်နေပြီး အမျိုးသမီးတွေဟာအမျိုးသားတွေထက်၃ဆကျော်ပိုများနေတယ်လို့ UNDP ကဖော်ပြထားပါတယ်။ကျွန်မဝေပါ။ မြန်မာနိုင်ငံတွင် Telinor ကိုရက်သုံးဆွဲသူ18တန်းရဲ့ data ချက်လက်တွေနဲ့ဖုန်းခေါ်ဆိုမှုဆိုင်ရာသတင်းချက်လက်တွေကိုဝေမျှခဲ့မှုအတွက်အရက်ဘတ်ဖွဲ့တွေကတရားစွဲဆိုဖို့ပြင်ဆင်နေကြောင်းကူညီပေးနေတဲ့ Center for Research on Multinational Corporation SOMO ကနေသိရပါတယ်။စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာတော့ Telinor ကသုံးဆွဲသူတွေရဲ့ ိုဘိုင်းဖုန်း data တွေအပြင်နာမည်လိပ်စာနိုင်ငံသားထောက်ထားဖုန်းခေါ်ဆိုထားမှုနဲ့နောက်ဆုံးတည်နေရစတဲ့အချက်လက်တွေကိုစစ်တပ်ကမျှဝေပေးကြောင်းအထောက်ထားတွေတွေ့ရှိခဲ့ကြောင်းနဲ့တရလောဖြစ် Defense Myanmar Democracy နဲ့ Myanmar Internet Project အရဖတ်ဖွဲ့နှစ်ခုကတရားစွဲဆိုခဲ့တာလို့သိရပါဗျ။ဒီလိုအချက်လက်တွေစစ်တပ်ကမျှဝေခဲ့လို့ဖမ်းဆီးခံရပြီးတဲ့နောက်ကွပ်မျက်ခံလိုက်ရတဲ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးเสียရတော့လဲပါဝင်ခဲ့တယ်လို့ဇနီးဖြစ်သူမတစင်ညွန်အောင်ကတရားလူတွေရဲ့ပါဝင်ကဥဆောင်တရားစွဲဆိုခဲ့ကြောင်း SOMO ကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာပြောဆိုထားပါဗျ။အခုလိုလူခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်ခဲ့ပြီးတဲ့နောက်မှာတော့ကုမ္ပဏီတွေကိုရောင်းချပြီးထွက်သွားခဲ့တာဟာတာဝန်မဲ့တဲ့အတွက်အခုလိုတရားစွဲဆိုရမှာပါဝင်ကူညီပေးခဲ့တာဖြစ်ကြောင်း SOMO ရဲ့စီယုံလောက်ဆော်ရေးဒရိုက်တာက DVB ကိုပြောပါရခင်ဗျာ။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ